မင်္ဂလာပါရှင်စနေရ9လမှ18ရက်9လတပတ်တာ တနင်္ဂနွေသားသမီးချင်းမဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမဆွေဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့ခက်ခက်ခဲခဲပြောဆိုရမယ့်ကိစ္စရပ်လေးတွေကျွန်တော်မှာပဲဖြစ်ပါတယ်တံမိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ် မိတ်ဆွေပေါင်းစင်နဲ့ပတ်သက်ပြီးတော့ជីကေးသူတွေရဲ့ညူညင်တာជីကေးသူတွေရဲ့အပြစ်ပြောတာတွေခံရတဲ့တည်းဒါကြောင့်အជីကေးတွေနဲ့စကားပြောဆိုတဲ့အခါမှာသတိဝိရိယလေးနဲ့ပြောဆိုဆက်ဆံပါအိမ်မိသားစုနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာ၊ကြည်နူးစရာ၊ဝမ်းသာစရာတရင်လေးကြားမှာပဲဖြစ်ပါလေ။ရဲအန်ဒီရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ အခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်စရာမိုးကျဆရာတွေကြုံရတတ်တယ်။စိတ်တိုင်းမကျတဲ့အရာတွေလည်းပဲတွေ့ရမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်အပေါ်မှာအလိုမကျတာမျိုးတွေကြုံရမှာပဲဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်တော့ view ဆိုင်ပါ ဖြစ်တတ်တဲ့ယောဂဝေဒနာဟာခြေထောက်အောက်ပိုင်းတွေကိုက်တာခဲတာမျိုးတွေခံစားရတတ်ပါတယ်။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တပတ်တာပါ။ဘာကြောင့်လဲဆိုရင်အလုပ်မှာခက်ခဲရှိတယ်၊ပြောဟဆိုတာခက်ခဲတယ် သို့ပေမဲ့လည်းမိမိကကြိုးစားအားထုတ်မှုနဲ့ပြောဆိုလိုက်တဲ့အခါတည်တည်ချာချာညံ့ညံ့ညော့ညော့ပြောလိုက်တဲ့အခါလွယ်ကူစီပြေသွားပြီးတော့အေးချမ်းမဲ့နိမိတ်တွေကိုတွေ့ရပါတယ်။ဝေကြီးလက်လာပါများပွန်လန်းစီမဲ့တပတ်တာပါ။ကံအားအဖြစ်လေးကောင်းနေပါတယ်။ထီတူကန်ဆန်းပဲဆိုရင်တော့နှစ်တလုံးထီတူကန်ဆန်းလို့ရပါတယ်။ပူပန်စရာတွေကိုကြည့်လိုက်တဲ့အခါမိမိအနေနဲ့ အကျွေးကိစ္စတွေငွေအတွက်နဲ့ပတ်သက်တဲ့အရာလေးတွေအဲ့ဒါလေးတော့အခက်ခဲလေးရှိတတ်တယ်ရဆရာရှိတဲ့ပတ်စံဆိုရင်ခက်ခဲတယ်ပေါ့အကြံ့ကြတယ်မရနိုင်ဘူးကိုပေးရမယ့်ကိစ္စဆိုရင်လည်းပဲစရင်အင်းနေမှားတာမလို့အဖက်နဲ့ငွေအတွက်နဲ့စကားပြောရမယ့်ကိစ္စလေးတွေဒီလိုလေးတွေရှိနေပါလေဒီတော့တနည်းမလို့သားသမီးချင်းမိတ်ဆွေတို့ရဲ့ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရွယ်အကောင်းလေးဆရာမပေးချင်ပါလေတနည်းမလို့သားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလို့ဆောင်ရမယ့်ရည်ရွယ်ကမိမိနေအင်္ဂါဖျားမှာ ရှောက်ယူတပကံလူတန်းချင်းဖြင့်ခက်ခဲနေသောကိစ္စရပ်များအလုံးစုံပြည်လည်သွားပေလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။စနေရက်9လမှ18ရက်9လတပတ်တာတင်းင်းလာသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကန်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။တနင်္လာသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ကံအခွင့်အလမ်းကောင်းတွေရရှိစေပြီးအလုံးမှာပြောဝါဆိုရအစီပြေပြီးရောင်းပန်းဝယ်ပန်းတွေလည်းပွင့်လန်းစေပြီးကြီးကဲသူတွေရဲ့မျက်နှာသာပေးခြင်းကိုလည်းရရှိစေပြီးလို့တွေ့ရပါတယ် တံမိုးကြီးသောပစ္စည်းရောထွက်တတ်တယ်နော်ဂိူးဆိုင်ပေးပါမိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အကူအညီထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်အင်းကိစ္စနေရာတိုင်ကိကိစ္စလေးတွေစီစဉ်တကြလေးတွေနဲ့အဆင်ပြေသွားပေ OA နေရာတိုင်ကိကိစ္စအိမ်ဆောက်အိမ်ပြင်နဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်ငှားတဲ့ကိစ္စတွေအလုံးစုံပြည့်လည်သွားပေလို့တွေ့ရပါတယ်။ဆွေမျိုးသားချင်းစီကမမျှော်လင့်တဲ့အကူအညီထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ ရန်အန်ဒီရဲ့အနောက်ရှက်ရှိတဲ့တည်ထားပါမိမိကိုချောက်ချတာမိမိကိုမကောင်းပြောတာတွေခံတက်ပါတယ်ဒါကြောင့်မို့လို့တည်တည်ထားပါနော်ကျမကြီးနဲ့ပတ်သက်ရင်ဂရုစိုက်ပါအမြဲတမ်းခေါင်းတွေမူနောက်မူနောက်ဖြစ်နေတာမျိုးနောက်ရင်တွေတက်တက်လက်တုံနေတာမျိုးဒါလေးတွေခံစားတက်ပါတယ်အီချမ်းချင်းညီချမ်းချင်းရောက်ရှိလာပဲတပတ်တာပါဒီတပတ်တာကိုကြည့်လိုက်တဲ့အခါမှာစိတ်ထဲမှာအလိုမကျမှုတွေရှိတယ် နော်မကြည်တာတွေလည်းရှိတယ်။သို့ပင်ပဲကိုလှုပ်လိုက်တဲ့အခါမှာလှုပ်ဆောင်ချက်လေးတွေကောင်းသွားတဲ့အတွက်ကြောင့်အသိမှတ်ပြုတာတွေလည်းခံရတယ်။ဒီအတွက်ကြောင့်မို့လို့ကိုသည်ပျော်ရွှင်ခြင်းအဲကောင်းသောအမိကောင်းတွေရရှိခြင်းကိုယ်စိတ်ထဲမှာကျေနပ်ခြင်းပီတိဖြစ်ခြင်းအဲ့ဒါလေးတွေ့ရပါတယ်။ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်။သို့ပင်ပဲထီတူကန်ဆဲခြင်းနဲ့ဆိုရင်တော့အုံညတစ်လုံးထီတူကန်ဆဲလို့ရတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ရန်များခြင်းစကားများခြင်းပြဿနာဖြစ်ခြင်းလေးကြောင့်ဝတ်တဲ့တယ်။ဒါလေးကိုတော့ထူးကယ်ယူဆိုင်ပြီးပါ။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာခြုံငုံပြီးကြည့်လိုက်တဲ့အခါမိခင်ကဲ့သို့အမျိုးသမီးအကြီးငယ်တွေရဲ့အကူအညီကောင်းတွေရဖို့ရှိနေပါတယ်။ဒါအပြင်မိခင်ကလည်းမိမိကိုကူညီတာမျိုးလေးလည်းကျောင်းဝတ်တပါတယ်။ဒီတော့တနေ့လာသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ပစ္စည်းတွေရေနေရာကောင်းလေးဆရာမပေးချင်ပါလေ။တနင်္လာသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်ပြုလုပ်ဆောင်ရမယ့်ရေနေရာကမိမိနေအိမ်ကဖျောင်းပါအုံတို့ခေါ်ဆွဲတပွဲလှူဒါန်းခြင်းဖြင့်ခက်ခဲနေသော အလုတ်ကင်မြအလုံးစုံပြည့်လည်သွားမယ်လို့တွေးရပါတယ်ရှင်။မင်္ဂလာပါရှင်။စနေရက်9လမှ18ရက်9လတပတ်တာအေဂါသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။အေဂါသားသမီးချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲပုံမေးအဲ့လိုပြောင်းတာဟာကောင်းသောပြောင်းလဲခြင်းလို့မြင်နေအခွင့်အလမ်းကောင်းများစွာရရှိစေပေတပတ်တာပါ။တံမိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်။ မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိမိကိုအပြစ်ပြောတာတွေခံမိနောက်တစ်ခုကကျတော့မိမိအပေါ်မှာမနာလိုတာတွေခံရမယ်ကိစ္စပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်များစီစဉ်မှုတွေအောင်မြင်စေတဲ့အစီအပြေပဲစိတ်ချမ်းသာမိဆွေမျိုးသားချင်းစီကအကူအညီထောက်ပံ့ကောင်းရရှိစေတဲ့အပြင်ဆွေမျိုးသားချင်းတွေနဲ့အတူခရီးထွက်ရမယ့်အရာလေးတွေတွေ့ရပါတယ်အတိုက်ခိုက်တော်ရှိတဲ့အနောက်ရှက်တော်ရှိတဲ့အဲ့ဒီအတိုက်ခိုက်အနောက်ရှက်တွေကိုကျော်လွန်ပြီးတော့မှမိမိကကောင်းမွန်စေမယ့်တပတ်တာလို့တွေ့ရတယ် အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်နေတယ်။ကံနေအရင်ကောင်းအရင်ကောင်းနေတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်မိမိအိမ်တော်ဘက်ရဲ့ဂရုစိုက်ခြင်းကျင်နာခြင်း၊နောက်ငွေကြီးအကူအညီကောင်းတွေရရှိခြင်းဒီလိုလေးတွေ့ရပါတယ်။ကျမရင်းနဲ့ပတ်သက်ရင်တော့ခရုစိုက်ပါအဓိကခါလာတဲ့ဝေဒနာကိုခံစားရတည်းအေးချမ်းမှုငြိမ်းချမ်းမှုရရှိလာမဲ့တပတ်တာလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ဒီတို့ကန်ဆန်းမယ်ဆိုရင်6တလုံးဒီတို့ကန်ဆန်းမှာကံအားအလွန်ကောင်းနေပါတယ်။ ငွေကြီးကိစ္စနဲ့ရည်ရများအရင်အရင်ကတည်းကခက်ခဲလာတယ်ဒီတစ်ပတ်မှာအလုံးစုံပြည့်လည်သွားပြီလို့တွေ့ရပါတယ်။ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တော့ဒီရတိုက်ခိုက်အနှောင့်အယှက်တွေကြောင့်အာယုံအရန်နှောင့်ဝါမယ်စိတ်ရှုပ်ဝါမယ်တို့ပေမဲ့လည်းကိုလုတ်တဲ့အရာတွေမှန်သမျှအဖတ်တင်မယ်အောင်မြင်စေမယ်လို့တွေ့ရတယ်။ဒီတော့အင်္ဂါသားသမီးချစ်မိတ်ဆွေတွေကန်တက်ပန့်ပြစီတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်။အင်္ဂါသားသမီးချင်းမိတ်ဆွေမိမိနေအင်္ဂါဖျားမှာနွားနုလူတန်းချင်းဖြင့် ခက်ခဲနေသောကိစ္စရပ်များအလုံးစုံပြည့်နေသောမေလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်စနေရ9လမှာ16ရက်9လတပတ်တာဗုဒ္ဓဟူးသားသမီးချစ်မိတ်ဆွေရဲ့အလုတ်ကိန်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် ဗုဒ္ဓဟူးသားသမီးချစ်မိဆွေအလုတ်ကံအရန်ကောင်းနေတယ်အလုတ်နဲ့ပတ်သက်ပြီးတော့မိမိကအင်တာဗျူးထားတယ်အလုတ်ကမခေါ်သေးဘူးစိတ်မညစ်နဲ့တော့ဒီတစ်ပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတရင်ကောင်းချောင်းကိုကြားရမယ်လက်ရှိကုမ္ပဏီမှာလုပ်နေတဲ့သူတွေအယောင်ဝယ်သမားတွေလည်းပဲအလုတ်နဲ့ပတ်သက်တဲ့ကံအားလေးတွေအရန်ကောင်းနေလို့တွေ့ရပါတယ်တံမိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အဆွေပူပန်းမဲ့ကိစ္စရဲ့ကလေးတွေကျောင်းသွားမှာပဲဖြစ်ပါတယ် အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်များအစီအပြေပဲအိမ်ကိစ္စတွေစီစဉ်လိုက်တဲ့အခါမိသားစုအတွက်လည်းပံ့ပိုးနိုင်သလိုမိမိအတွက်လည်းအပြည့်အစုံအပြည့်အဝဘာပဲလုပ်လို့ဘာပဲကန်ကန်အစီအပြေပဲတပတ်တာလို့တွေ့ရတယ်။ဆွေမျိုးသားချင်းအကြီးကဲစီက အကူညီကောင်းအထောက်ပံ့ကောင်းမမျော်လင့်မင်းနဲ့ရရှိစေတာမျိုးလေးလည်းတွေ့ရတယ်။ရန်အနီရဲ့တိုက်ခိုက်တော်ရှိတဲ့သတိထားပါအဲ့ဒါကမိမိရဲ့ပတ်ဝန်းကျင်လုပ်ငန်းခွင်ဒါလေးတွေဆိုင်နေတော့ အခြေအနေပတ်သက်ပြီးတော့ချစ်သူရှိနေပါလေနဲ့အခြားတယောက်ရဲ့စိတ်ဝင်စားခြင်းခံရတဲ့တဲ့ပြဿနာတက်မယ်သတိထားပါနော်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အိမ်တော်ကြီးအီးချမ်းတာယာစီပဲတပတ်တာပါကျမကြီးနဲ့ပတ်သက်ရင်တော့ခင်ဗျစိတ်ပါ မြေအပူရှက်တာ အနေတိုင်းလေးမှားသွားလို့ဖျားခြင်းတာခြင်းလေးတော့ရှိရနော်အေးချင်းချင်းငိမ့်ချင်းချင်းရောက်ရှိလာမဲ့တပတ်တာပါမမျော်လင့်ဘဲနဲ့ဒီတပတ်မှာဝင်လာတဲ့ငွေကြီးတဲ့အထူးတန်းကြီးလုံးဝမဲ့လို့လည်းတွေ့ရပါသေးတယ် ကံနဲ့ပတ်သက်ပြီးတော့ကံအတော်ကောင်းပါတယ်ဒီတို့ကံဆန်းကျင်တယ်ဆိုရင်တော့ငါးတလုံးဒီတို့ကံဆန်းလို့ရပါတယ်ငွေကြီးလလပါတယ်ရှင်လန်းပွန်လန်းစေမဲ့တပတ်တာပါဒါအပြင်အကြီးကဲတွေကနေပြီးတော့တရေကောင်းလေးတွေပေးတာအကြီးကဲတွေဇီယာနေပြီးတော့မှအသိမှတ်ပြုခံရတာလေးလည်းတွေ့ရတယ်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဇီယာလေးခြုံငုံပြီးကြည့်လိုက်တဲ့အခါ စိုးရတဲ့ပူပန်မှုမျိုးဘာမှမတွေ့ရဘူးမိမိစိတ်တိုင်းကျလုပ်ခွင့်သာမင်းမိမိဖြစ်ချင်တဲ့အရာလေးတွေဖြစ်ခွင့်ရမယ်ဆိုတဲ့တပတ်တာကိုတွေ့ရတယ်ဒီတော့ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်မယ့်ရေရာကဘုန်းကြီးတန်ဃာတော်များကိုစိတ်သားရင်းနဲ့ဆုံးနဲ့နားလို့ခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လည်သွားမင်းလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်စနေရက်9လပါ18ရက်9လတပတ်တာ ဂျာပါရီသားသမီးချင်းပြီးစုရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပေးတော့မှာပဲဖြစ်ပါတယ်ရှင်ကြာတာပြီးတာသမီးချင်းမိတ်ဆွေအလုတ်ကနေပြီးတော့ကံအားတွေကောင်းဖို့ပြီးတော့အလုတ်ခွန်လန်းကောင်းတွေများစွာရရှိစေတဲ့အပြင်မိမိကိုအထင်ကြီးတာလေးစားတာယုံကြည်တာမျိုးတွေကိုစံစားပဲတပတ်တာလို့တွေ့ရပါတယ်။တံမိုးကြီးပြည်စီတော့ထွက်တတ်တယ်နော်ဒါကလည်းအတုံးလိုလိုထွက်တာမျိုးဖြစ်နေပြီ။မိတ်ဆွေ ပေါင်းသင်းတွေရဲ့ဆရာသမားတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိစေမဲ့တပတ်တာပါ။ အင်းနဲ့ပတ်သက်ရင်တော့ဆိတ်ရှုပ်နေရပါလိမ့်မယ်မုန်းချက်နေရပါလိမ့်မယ်စီဘူးသားချင်းစီကမကောင်းသောသတင်းလေးတွေကိုကြားရတပါလေရန်အနီရဲ့တိုက်ခိုက်လုံးဝမရှိပါဘူးရှင်ရန်အနီရဲ့မရှိတဲ့အပြင်ချစ်သူခင်သူပေါလာမယ်တပတ်တာလို့တွေ့ရပါတယ်အချီအင်းနဲ့ပတ်သက်ပြီးတော့ဒီလိုကာလတွေမှာမိမိပြောတိုင်းမဖြစ်လုပ်တိုင်းမဖြစ်တာမျိုးကြီးဇဝါတက်တဲ့အင်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့ ိုကိုနိုင်ကလည်းပဲအိမ်နောက်ဘက်အပေါ်မှာစိတ်တိုင်းမချမှုအိမ်နောက်ဘက်ကလည်းမိမိအပေါ်မှာစိတ်တိုင်းမချမှုဒီလိုသာဟာစာတမဖြစ်တာလေးတော့ကျွမ်းဝတ်တပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စူးစူးလုံးဝမရှိပါဘူး။ရခင်ကနေ့ကကျမ်းမာရေးခန်းစားနေရတဲ့ဝေဒနာရှင်ဆိုရင်ဒီတစ်ပတ်မှာကျမ်းမာရေးအနာနဲ့ဆင်းနေတွေ့သွားမယ်။ယောဂဗျာကေဝေးစီပဲတစ်ပတ်တာလို့တွေ့ရတယ်။အီချင်းချင်းငင်းချင်းချင်းတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုပ်တွေနဲ့ပုံပြီးတော့မှဟိုလုပ်လေ ိုကလုံးဝမယ်ဒီလုံးလည်းလုံးဝမယ်ဟိုလုံးကလေးလည်းချိတ်ထားတယ်အဲ့လိုအလုပ်တွေအများများပြီးတော့ကိုရှိနေတဲ့ခွန်အားနဲ့အလုပ်နဲ့မမျှတဲ့အခါမှာစိတ်အယံပင်ပန်းရတာမျိုးလေးတော့ကျွန်ဝတ်တတိကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်ထီထိုးကံဆန်းခြင်းနဲ့ဆိုရင်တော့ကိုယ်တလုံးကိုထီထိုးကံဆန်းလို့ရပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုပ်ကိုပြီးကြည့်လိုက်တဲ့အခါမိမိသည်အကြီးကြီးတွေနောက်ဆန်တင်းရမယ်ဆိုတဲ့အရာလေးရှိနေပါသေး ီတော့ဂျာတာပရိတာတပိချမိဆွေတို့ကန်တော့ပဲပြည့်စည်တဲ့ရေရီယာကောင်းလေးဆရာမပြီးချင်ပါလေဂျာတာပရိတာတပိချမိဆွေပြုလို့ဆောင်ရမယ့်ရေရီယာကဖျားတဆူဆူသွားပြီးတော့နှင်းစီပန်ဆေဝိဘေးအယောင်မစူလူတန်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လေသွားပြီးလူတွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်စနေရ9လမှ16ရက်9လတပတ်တာတောက်ကြတာသမီးချစ်မိတ်ဆွေရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင် တောက်ကြသားသမီးချင်းမေးဆွေအလုတ်တေဂိုင်းတဲ့တွေပေါ်မေးပေါ်လာတဲ့အလုတ်တွေကမိမိအတွက်ဝေးကြီးအဆင်ပြေစေတဲ့အရာလေးတွေလာစားကောင်းတာလေးတွေလုပ်ကံကောင်းတာလေးတွေကုမ္ပဏီကောင်းတာလေးတွေနေရာကောင်းတာလေးတွေဒါမျိုးတွေကိုရရှိစေမယ်လို့တွေးရတယ်။တာဝန်ကြီးသောပစ္စည်းဝင်လာစေမယ့်တပတ်တာပါ။မိတ်ဆွေပေါင်းတဲ့ပတ်သက်ရင်ဘယ်သူမှမယုံကြည်ပါနဲ့လူယုံကမိမိကိုဒုက္ခပေးဖို့ရှိနေပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့နောက်ဆက်အရင်တင်းရတဲ့ပုံပန်နေရမယ်။ ရှင်မျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကူအညီမရတဲ့အပြင်အပြစ်ပြောတာတွေခံရတတ်တယ်။ရန်အနီရဲ့တိုက်ခိုက်လုံးဝမရှိပါဘူး။မိမိကိုယ်တိုင်ကိုတူးကိုချုံပြီးတော့လုပ်နိုင်တဲ့အရေးချင်းတွေအများကြီးရရှိလာလိမ့်မယ်။အချင်းနဲ့ပတ်သက်ပြီးတော့တန်းပြောက်သွားတတ်တယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ရဲ့ကျန်းမာရေးကြောင့်စိတ်ညစ်နေရလိမ့်မယ်။တောက်ကြသားသမီးရဲ့ကျန်းမာရေးကြည့်တဲ့အခါမှာစိုးစိုးလုံးဝမတွေ့ရပါဘူးရှင်။ အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တပတ်တာပါရခင်တို့ကမိမိကိုအထင်မြင်သိထားတဲ့သူတွေအားစအထီးကြီးလေးစားခံရတာမျိုးလေးလည်းကြုံရတတ်တယ်။ကံနဲ့ပတ်သက်ပြီးတော့ကံကလွန်ကောင်းပါလေထီထိုးကံဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကံဆန်းလို့ရတယ်။ငွေကြေးလာပါလေရှင်လန်းမဲ့ပွင့်လန်းမဲ့တပတ်တာပါအလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးဂျုံကိုပြီးကြည့်လိုက်တဲ့အခါမိမိကိစ္စအတွက်တော့မဟုတ်ဘူးတာတပီးအတွက်ဖြစ်ဖြစ်မဖြစ်သူများအတွက်ပေါ့နော်အဲ့ဒီလိုကိစ္စရဲ့ကလေးနဲ့ပူပန်နေရတာမျိုးကြုံရတတ်ပါတယ် ဒီတော့တောက်ချာသားသမီးချင်းမိဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့နေရာကောင်းလေးဆရာမပေးချင်ပါတယ်တောက်ကြသားသမီးချင်းမိဆွေပြုလို့ဆောင်ရမယ့်ယရိယာကမိမိနေအိမ်ကဖျားမှာဒိန်ချင်းလူရန်ချင်းဖြင့်ကက်ကင်းနေတော့တပတ်တာအလုံးစုံပြည်နဲ့သွားပေးလူတွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။စနေရက်9လမှ18ရက်9လတပတ်တာစနေသားသမီးချင်းမိဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါလိမ့်ရှင်။စနေသားသမီးချင်းမိဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ကံအားတွေအလုံးကောင်းနေပါလိမ့်မယ်။ တန်ဖိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းရဲ့အထင်မြင်လွဲပေါင်းမှုတွေခံရတတ်ပါတယ်။အိမ်ထဲပတ်သက်သောကိစ္စရများစိတ်ချမ်းသာစရာကြည်ညိုစရာတွေကြုံရမှာပဲဖြစ်ပါတယ်။ဆွေမျိုးသားချင်းစီကမမျှော်လင့်တဲ့အကူအညီထောက်ပံ့ကောင်းတွေရဖို့လည်းရှိနေပါတယ်။ရန်အနေနဲ့တက်ခဲရှိတဲ့တတိထားပါနော်။ အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်ခြင်းလူကြည့်လူခင်ပေါ်ခြင်းလို့တွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာပဲအိမ်တော်ကြီးတပတ်တာပါ။ကျမကြီးနဲ့ပတ်သက်ပြီးစူးစူးရှိပါရင်ဂိမ်းစိတ်ပါစီယိုစီကန်းနေပြရမှာပဲဖြစ်ပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာလို့လည်းတွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့အားနည်းပါတယ်သူ့ပြင်မဲ့ထီတူကန်ဆန်းခြင်းနဲ့ဆိုရင်တော့၃တလုံးထီတူကန်ဆန်းလို့ရပါတယ် ဝေကြီးလက်လာပါတယ်ပွန်လမ်းမေရှင်လမ်းမေတို့ပြင်ပဲဝင်လာတဲ့ဝေကြီးသည်အဖက်မတင်တာမျိုးလေးဂျုံသွားတတ်တယ်။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေဂျုံကုန်ပြီးကြည့်လိုက်တဲ့အခါစုမွားတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူး။မိမိအနေနဲ့ကိုကိုတိုင်းလှုပ်ဆောင်တဲ့အရာအလုံးဟာကို့အတွက်ဂုံတင်းကောင်းလေးတွေတိုးတက်စီမယ်လို့မြင်ပါတယ်။ဒီတော့စနေသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ပစ္စည်းတွေရည်ရအောင်လေးပြင်ပါတယ်။စနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်မဲ့ရည်ရအောင် မိမိနေအင်္ဂါပြာတို့မဟုတ်စီတစုမှာချီးဖြူတက်လက်ယူရန်ချင်းဖြင့်ခက်ခဲနေသောကိစ္စရံများပြည်လေသောပေးတို့တွေ့ရပါတယ်ရှင်